တကြွရီကြက်ဖားတွေကိုဆက်လက်ဆုံးမထားရမယ့်တည်နေတဲ့သားများပွဲချုပ်သုံးသက်ချက်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းကနေတင်ဆက်နေပါပြီ။နိုဘာနိုင်ငံကပိတ်ရမတိုင်ခင်မန်ချက်စတာယူနိုက်တက်ဟာအသင်းအသင်းဖြစ်တဲ့တော်တန်ဟန်နဲ့အဝေးကွင်းတောက်ရှင်များဖို့ရှိနေပါပြီ။ညတကဒီယာစီမှာဒီမန်ချက်ကြီးတဲ့ဆိုရင်အသင်းကြီးတွေ့ဆုံမှုမှာအသာစီရဖို့အရေးကြီးတာကြောင့်ဒီပွဲကယူနိုက်တက်အတွက်အမှတ်ကျောက်တင်ခံရမယ့်ဆံမြေဝဲတစ်ခုဖြစ်လာမှာဖြစ်ပါပြီ။ဒီသဖြင့်တော့ယူရိုပါလိဖိုင်နယ်တုန်းကတန်ရာကလက်ဆက်နေသေးမှု ဂျက်ဖာကြီးဆိုတာ United တို့နိုင်ကိုနိုင်ရမယ့်ပြိုင်ဘက်ဖြစ်လို့နေပါတယ်။လက်ရှိမက်ပေးစီယားမှာတော်တန်ကအဆင့်6ညာတက်ကအဆင့်7နေရာမှာရှိနေပါတယ်။ဒါပေမဲ့တော်ဖိုးနေရာနဲ့တမတ်ဘဲကွာနေတဲ့အနေအထားဒါပေမဲ့တော်ဖိုးနေရာနဲ့တမတ်ဘဲကွာနေတဲ့အနေအထားမှာဒီပြိုင်ပွဲအနိုင်ရလိုက်တဲ့အသင်းကဇယားထိပ်ပိုင်းကိုတက်နိုင်ဖို့အခွင့်အရေးရှိလာမှာလည်းဖြစ်ပါရည်။အဲဒါကြောင့်ဒီပွဲဟာ United တွေကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါရည်။ဒေါ်တန်ကဒီရသည်မှာနီဗျာတော်မတ်ဖရန့်နဲ့ရှေ့ဆက်နေပြီးမြစ်စပါးစီပုံစံကတမတ်တဲရှိမနေပေနဲ့ ရလက်တီတက်လိုက်ကြလိုက်ဖြစ်နေပါရီ Spurs ကနောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံး၃ပွဲတည်ဆိုတဲ့ရလက်ထွက်ပေါ်ထားပြီးရုန်းကန်နေရပါရီ Spurs က Carabao Plaza ကနေ Newcastle ကိုရှုံးနေနေထွက်ခဲ့ရပြီးတဲ့နောက် Premier League မှာလည်း Chelsea ကိုရှုံးနေထားပါသေးတယ်ကြရဲမှာ Copenhagen ကို4-0နဲ့နိုင်ရရှိလိုက်ပေမဲ့ပွဲဆက်များပြီးတော့ပွဲပန်းနေတယ်ဆိုရလဲအသေးချပါနောက်တစ်ခါတော့တပတ်တပွဲပဲ AACC ကန်နေရတာကြောင့်ပြန်ပြတင်းတွေထပ်ပြင်ဆင်ဖို့အချိန်ပိုရနေတဲ့အသာချက်တခုရှိနေပါတယ်နောက်တစ်ခါရှေ့မှာလိနိုင်ပွဲ သုံးပွဲစတိုက်ရရှိထားခဲ့ပေမဲ့ပြီးခဲ့တဲ့ပတ်မှာတော့မြင်းကောင်းခွာလက်ရင်နဲ့ Northern Forest ကိုတည်ကြခဲ့ပါတယ်။နေတဲ့အသေးဆက်ဆက်တိုက်စစ်ကအသားကျလာနေမြတကိုပြီးတကိုပွဲတိုင်းသွင်းပေးနေတယ်လို့ Sunny Lemons စောင့်ရှောက်နေတဲ့ United ကိုကလည်းအရင်ကားလောက်ပေးကိုရီမများတော့ဘဲနဲ့တိုးတက်မှုတွေရှိတာနေပါတယ်။နပတ်တရထိတိုက်တွေ့ဆုံမှုဆိုရင်တော့ဘာပြန်ကြားပြန်လို့တော့မှပြောလို့ရနေပါပြီ။တမိုင်းတလျှောက်နောက်ဆုံးတွေ့ဆုံမှုတွေမှာ Spurs က7ပွဲနာ United က15ပွဲနိုင်ပြီးတော့9ပွဲတည်ကျထားပါပြီ ဒါပေမဲ့ဒီဘက်နှစ်ပိုင်းဒီမှာတော့ Spurs က United ကိုဒေါ်လေးလွှမ်းမိုးလာပြီးတော့လေးပွဲစရိုက်နိုင်ရရှိထားပါတယ်။ Spurs ဟာတင်ရကိုက်ခဲမှုဝေနာကိုခံစားနေရတဲ့အသင်းဖြစ်ပါတယ်။ Spurs ဘက်က Solanke, Gudes, Davies, Dragusin, Kulusevski, Pogba စတဲ့အဓိကကစားမတွေအပါအဝင်ကစားမ၁၀ယောက်အထိတင်ရရနေကြပါတယ်။ United ကတော့လေ့ကျင့်ပြန်ဆင်းနေပြီဖြစ်တဲ့ Lisandro Martinez တယောက်ပဲလွဲကျော်မှာဖြစ်ပါတယ်။ Emery နေနဲ့သူရဲ့တည်ငြိမ်နေတဲ့အကောင်းဆုံးလူစည်းရင်းကိုထပ်ပြီးတော့ပြောင်းလဲလုပ်ဖို့မရှိနိုင်ဘဲနဲ့အကွက်ဟောင်းတွေပဲဆက်လက်ပွဲထွက်လာနိုင်ပါတယ်။ ကိုသမားလမ်းဘက်စ်နဲ့အတူလူရှောဒီလေလန်နီရိုရိုတို့ကနောက်တန်း၃ယောက်ဖြစ်ပွဲထွက်လာကြမှာပါကွင်းလယ်မှာကက်စမဲရိုဘရိုဖာနန်ဒက်စ်အတွဲကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပြီးတော့ဝင်းဘက်တွေဖြစ်ဒါလောနဲ့အာမတ်တို့ဆက်ရှိနေကြပါလိမ့်မယ်ဒိုက်စင်မှာတော့ကွန်ညာရှက်စ်ကိုအန်ပူမိုတို့ကပဲဆက်လက်နေရာယူကြမှာဖြစ်ပါတယ်ဒီရသည်မှာနှသိန်းလုံးကပုံမှန်ခြေစွမ်းတည်ငြိမ်မှုကိုထိန်းသိမ်းထားနိုင်ခြင်းမရှိကြပါဘူးဒါပေမဲ့ United ကတော့အသင်းလိုက်စူးစီးမှုအားပိုကောင်းလာသလိုလက်ရှိပုံစံကောင်းကြောင့်ယုံကြည်မှုရှိရှိနဲ့လန်ဒန်ကိုရောက်ရှိလာကြမှာလည်းဖြစ်ပါတယ် ရတနေစပါးရဲ့နောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်မှာဝမ်စီရလတ်တွေပဲထွက်ပေါ်ထားခဲ့ပေမယ့်ဒီပွဲကတော့တိုက်စစ်ဖွင့်တိုက်ကြလာတဲ့အတွက်အပြန်အလှန်သွင်းကိုရီမြင့်တရနိုင်ခြေရှိပါရီလက်စွမ်းပြနေတဲ့ကိုသမားလမ်မန့်စ်နဲ့ဗီကာရီယိုတို့မှာဘယ်သူကလက်စွမ်းလက်ဆပိုကောင်းတယ်လဲဆိုတာပွဲဖြေအဆုံးဖြတ်ဖြစ်လာနိုင်ပြီးတော့ကိုတန်မြန်မြန်နဲ့ဘောလုံးရတမြောက်ပွဲတစ်ပွဲကိုခန်းစားကြရမှာဖြစ်ပါရီစပါးတို့အင်အားနဲ့နေတဲ့အချိန်မှာယူနိုက်တက်ကတိုးရင်ပေါင်းပြီးတော့ရှုံးကြီးကိုပြန်လည်တောင်းယူရမှာပါရတဲ့အနေနဲ့အစင်တစ်ကအာဆင်နဲ့အများကြီးအမှတ်မပြတ်ရေးအတွက် ရလက်ကိုဦးစားပေးသွားမှာမလို့ဒီတပွဲတည်းတရက်ညီတို့အတွက်ပဲဆိုတာကျင်းတည်နေပါလိမ့်ကြီးစုပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ညော